မင်္ဂလာပါရှင်။ဗမာခေတ်တဲ့တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့အနောက်ဆုံးရသတင်းတူတင်အုံများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရပဲဖြစ်ပါရရှင်။ယခုကပထမဆုံးသတင်းအနေနဲ့ဖာဘွန်ခရိုင်တွင်ဧပြီလအတွင်းတိုက်ပွဲ139ကြိမ်ဖြစ်ပွားပြီးစစ်တပ်ဘက်မှဗိုလ်မှူးနှုတ်အပါဝင်39သေဆုံးကစစ်တပ်ကလက်နက်ကြီး၄ချောင်းတို့ဖြင့်တိုက်ခိုက်မှုပြည်သူနှုတ်သေဆုံးဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ ကရင်ပြည်နယ်ဖာပွန်ခရိုင်တွင်ဧပြီလအတွင်းတိုက်ပွဲ139ကြိမ်ဖြစ်ပွားပြီးအစံဘက်စစ်တပ်ဘက်မှဗိုလ်မှူးနှုတ်အပါဝင်39သေဆုံးကစစ်တပ်ကလက်နက်ကြီး၄ကြောင်းလို့ဖြင့်တိုက်ခိုက်ခြင်းကြောင့်ပြည်သူတို့သေဆုံးခဲ့ကြောင်း KNU ဘိုကထုတ်ပြန်ကြသည်ဧပြီလ1ရက်နေ့မှ30ရက်နေ့အထိကရင်မြို့သားလွတ်မြောက်ရေးတပ်မတော် KNL အမှန်ငါတပ်မဟာနှင့်စစ်ကောင်စီတို့ကြားတိုက်ပွဲကြီးတိုက်ပွဲငယ်စုစုပေါင်း139ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရသည် တိုက်ပွဲတွင်အကြံဘက်စစ်တပ်ဘက်မှပုံမှုအစစ်2ဦးတက်ကြက်ကြီးတို့အပါဝင်39သေဆုံးပြီးဒုတက်ကြက်တို့အပါဝင်55ဦးထိခိုက်ဒဏ်ရာရရှိကအဆအဦးကိုလုံးထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရသည်။ထို့ပြင်အကြံဘက်စစ်ကောင်စီတပ်ဘက်မှအရက်သားပြည်သူလူထုများနေထိုင်ရာကျေးရွာများတွင်ကိုလက်နက်ကြီး9ကြိမ်နှင့်တိုက်လေရင်ဖြင့်ဘုံအလုံးရေ14လုံးကျဲချတိုက်ခိုက်ခဲ့သောကြောင်းအပြစ်မဲ့အရက်သားပြည်သူတို့သေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။အကြံဘက်စစ်ကောင်စီတပ်သည်၄ကြောင်းတိုက်ခိုက်မှုနှင့်လက်နက် ြီးပစ်ခတ်မှုများကြောင့်အရက်သားပြည်သူလူထုများလောက်ကင်စားတောက်ရနေရများလည်းထိခိုက်ပျက်စီးခဲ့ပြီးဆိုရင်ထိတ်လန့်မှုများစွာဖြင့်အသက်ပေးလွတ်ရသူထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟုကပြောထားသည်ဆလဘီ PDF နဲ့မဟာမိတ်များတနိုင်ငံလုံးအတိုင်းအတာဖြင့်ဖြူဟော်မြောက်တိုက်ပွဲဝင်မှာကအဆုံးသတ်အောင်ပွဲရမျိုးယုံကြည်ကြောင်းကောင်ရီဝင်ကြီးဦးယမွန်ပြောဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကော်ရီဝင်ကြီးဌာနပြည်သူ့ကော်ရီတမတော် PDF နဲ့မဟာမိတ်များပုံမှုချစ်ကြည်စီလုံးပြီးတနိုင်ငံလုံးအတိုင်းအတာဖြင့်မဟာဗျူဟာမြောက်တိုက်ပွဲဝင်မှာကအဆုံးသတ်အောင်ပွဲသည်တိုင်းရင်းသားပြည်သူတရက်လုံးအတွက်ဖြစ်လိမ့်မည်လို့ယုံကြည်ကြောင်းကော်ရီဝင်ကြီးဦးရင်မောကပြောသည်ရှမန်နေမေလ9ရက်နေ့တွင်ကြာရောက်ခဲ့တဲ့ပြည်သူ့ကော်ဝေးရေးတမတော် PDF ဖွဲ့စည်းတည်ထောင်ခြင်းလေးနှစ်ပြည့်တွင်ပြည်ထောင်စုဝန်ကြီးဦးရင်မောင်ကမိန့်ခွန်းပြောကြားရာရခုခဲ့သူပြောဆိုခဲ့ခြင်းဖြစ်သည်။ တော်လှန်ရေးဆိုတာတိုင်းစားမရှိတဲ့အခက်အခဲတွေကိုကြော်ဖြတ်ရင်ငါတို့မျိုးမန်းနဲ့စစ်ကြုံအဖြစ်ကလွန်မြောက်ရေးနိုင်ငံရေးပန်းနိုင်ကိုအရောက်သွားဖို့ငါတို့ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းဖြစ်တယ်။ငါတို့မှာစစ်ဘက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းတွေလေးစားလိုက်နာတဲ့တမ်မတော်တရံအစစ်စင်သောအမိန်ပေးမိန်နာခံမှုကောင်းတဲ့တမ်မတော်တရံဉာဏ်ပညာနဲ့သူရသက်တိပြေဝတဲ့တမ်မတော်တရံရှိထားပြီးဆိုရင်ဒီတော်လှန်ရေးမအောင်မှစိတ်ပူစရာအကြောင်းမရှိဘူးလို့ပြောလို့ရတဲ့ဟုဝန်ကြီးဦးရင်မွန်ကပြောသည်။ PDF တက်မလို့ထူထောင်နိုင်အောင်ရက်တီနိုင်အောင်တိုက်ဝဲဝင်နိုင်အောင်ကုညီဆောင်ရှောက်ပေးခဲ့တဲ့တော်လန်ပြည်သူများမဟာမိတ်တော်လန်ဖွဲ့စည်းများအလုံးကိုအထူးကျေးဇူးတင်ရှိကြောင်းလဲဝင်ကြီးကပြောကြားသည်ပြည်သူတော်လန်ရေးဆဲအတွင်းအသက်ဆုံးလုံခဲ့တဲ့အာဇာနည်တွေကိုလည်းအင်ကပေးဆက်ခဲ့တဲ့တရေကောင်းတွေအလုံးကိုဒီရက်မြတ်မှာဥညွတ်ကုန်ပြုလိုက်ပါတယ် PDF လေးနဲ့ပြည့်အချုပ်မွေးနေလက်ဆောင်ဖြင့်အညာကရဲဘော်တွေကအင်းတော်မျိုးကိုရာယူပေးခဲ့တယ်ဒီမွေးနေ့လက်ဆောင်အတွက်အညာ PDF တွေနဲ့မဟာမိတ်အဖွဲ့တွေအလုံးကိုကျေးဇူးတင်ရတယ် အင်းတော်အောင်မွေဟာ PDF တက်မတော့အတွက်တမိုင်းဝင်အောင်မွေလေးဖြစ်တဲ့ဒီအောင်မွေကတော်လန်ရေးရှိခီအတွက်နမူနာယူစရာသင်ခန်းစာယူစရာအတွေ့အကြုံကောင်းတွေပေးခဲ့တယ်ဟုဝန်ကြီးဦးရင်မောင်ကပြောသည်အင်းတော်တိုက်ပွဲအောင်ပွဲရခြင်းမှာမြေပြင်ပိုင်ဆိုမှုပြည်သူလူထုထောက်ခံပံ့ပိုးမှုနဲ့ရှေးရှေးတောင့်ခံနိုင်စွမ်းသောကြောင့်ဖြစ်သည်ဟုဝန်ကြီးကရှင်းပြလေ စစ်ကောင်စီတပ်သားတွေထမင်းတလုံးအတွက်ကြောင်းကြနေရချိန်မှာ PDF ရဲဘော်တွေစိမ့်ဖြောင်းမြောက်မပူမပင်တိုက်ပွဲဝင်နိုင်မှုချက်ပြုတ်ကျွေးမွေးရေးတာဝန်ကိုပြည်သူတွေကထမ်းရွက်ပေးခဲ့ကြတာဖြစ်တဲ့ပြည်သူထောက်ခံပါဝင်မှုနဲ့အတူ PDF ပကဖပအဖပလာဖနဲ့မဟာမိတ်တပ်တွေကစစ်စင်ရေးတာဝန်ကိုလက်တွဲညီညီထမ်းခဲ့ကြတာလေဒီအောင်ပွဲကပေးတဲ့စက်နမူနာကောင်းဖြစ်တယ်ဟုကောက်ဝေးဝင်ကြီးကပြောသည် ရရှိတိုက်ပွဲဖြစ်၍နှစ်ဖက်စလုံး၌အခက်အခဲရှိခဲ့သော်လည်း PDF ရဲဘော်များသည့်ပြည်သူလူထု၏ထောက်ခံအားပေးမှုကိုရရှိထားရုံကမတရားမှုကိုတွန်းလှန်ရင်းတရားသောစစ်ကိုဆင်နွှဲနေကြသည်ဟုဆိုသည့်အသေးကအောင်မွေးရသည့်အထိတောင်းခံရန်ခွန်အားပေးခဲ့သည်ဟုဝန်ကြီးကပြောသည်။ အခုငါတို့လက်ထဲရောင်းနေတဲ့တက်မ80ခွန်တက်မမှုအပါဝင်၃မန်းတွေကလည်းသူတို့ရဲ့နောင်တကိုဖွင့်ရဝန်ခံကြတယ်စစ်တပ်တရားမဲ့တယ်ဆိုတာသူတို့သိတယ်ပြည်သူတော်လှန်ရေးမှာသူတို့တက်နိုင်တာထဲဝင်ဖို့ခရီးပြူကြတယ်စစ်ကောင်စီတက်ထဲမှာကြန့်ရှိနေတဲ့တက်မှုတက်သားတွေအနေနဲ့လည်းပြည်သူကိုအကြမ်းဖက်တက်ပြတ်တဲ့အထိလမ်းမရောက်စေတဲ့မိစ္ဆာဒိတ်တွေဆက်ဝါးရအတွေ့အခေါ်ကိုအမြန်ဆုံးဆွလွတ်ကြဖို့တိုက်တွန်းလိုတယ်ဒီလိုသာဆွလွတ်နိုင်မယ်ဆိုရင်နိုင်ငံနဲ့ပြည်သူလည်းမြင်မြန်ချမ်းသာရရမယ် စစ်တပ်ကိုယ်တိုင်လည်းချမ်းသာရရမယ်လို့သတိပေးလိုတယ်ဟုဝန်ကြီးဦးရင်မောင်ကပြောကြားသည်စစ်ကောင်စီကပြည်သူကိုပြစ်မှတ်ထားပြီးလေးချောင်းတိုက်ခိုက်မှုများပုံမပြုလို့နေချင်းပြည်သူကိုကာဝယ်ဆောင်ရှားဖို့တောင်းယူထားတဲ့ PDF ရဲဘော်များကပြည်သူများလေးချောင်းအနေနဲ့ကင်ဝေးစေရေးလိုအပ်သည့်ကြိုတင်ပြင်ဆင်မှုအဆက်မပြတ်သတိပေးနှိုးဆော်မှုများပုံမအားဆိုင်ရန်လည်းတိုက်တွန်းထားသည်ယခုဆက်လက်ပြီး KNE ကောင်းဆောင်စောချစ်သူနဲ့တာနအူကို American ပိတ်ဆို့အရေးယူဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်။ အမေရိကန်ဗန်နာရေးကဏ္ဍ၌နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေး OFAC ကကရင်အမျိုးသားတမရော KNA ကိုနိုင်ငံတကာရာဇဝတ်အဖွဲ့အစည်းတစ်ခုအဖြစ်သတ်မှတ်ပြီးပိတ်ဆို့အရေးယူလိုက်တယ်လို့အဖွဲ့ကောင်းဆောင်စောချစ်သူနဲ့သူ့ရဲ့သားနှုတ်ဖြစ်တဲ့စောဒုအေမိုနဲ့စောချစ်ချစ်တို့ကိုလည်းပိတ်ဆို့ချမှတ်လိုက်ပါတယ်။အခုလိုအရေးယူရတာဟာအမေရိကန်နိုင်ငံသားတွေကိုအွန်လိုင်းကနေငွေကြေးလိမ့်လည်ခြင်းလူကုန်ကူးမှုနဲ့နေဆက်ဖြတ်ကျော်မှောင်ကူမှုတွေကြောင့်လို့ဆိုပါတယ်။ KNA ထိန်းချုပ်ရာဒေတာဟာထိုင်းမြန်မာနေဆက်မှတည်ရှိပြီးအဲ့ဒီဒေတာတွေမှာအွန်လိုင်းက ကလိန်လဲတဲ့အဖွဲ့အစည်းအများပြားရှိနေပါတယ်။ဒါပြင် KNA ဟာမြန်မာစစ်တပ်ရဲ့ရာဇဝတ်မှုလုပ်ငန်းတွေကနေလည်းအကျိုးမြတ်တွေရရှိနေတယ်လို့ဆိုပါတယ်။တရင်အချက်လက်တွေအရမြန်မာနိုင်ငံကအွန်လိုင်းလိန်လဲမှုတွေကြောင့်အမေရိကန်နိုင်ငံသားတွေဟာလွန်ခဲ့တဲ့၃နှစ်အတွင်းဒေါ်လာဘီလီယံပေါင်းများစွာဆုံးရှုံးခဲ့တယ်လို့လည်းထုတ်ပြန်ကြမှာပါရှိပါတယ်။ KNA ပေါဝင်လုံးကင်နေတဲ့ cyber လိမ်လည်မှုလုပ်ငန်းတွေကိုရာဇဝဲကိုင်းကောင်းဆောင်တွေနဲ့သူတို့ရဲ့လုပ်ဖို့ကင်ဘတ်တွေအတွက်ဝန်ငွေဒေါ်လာဘီလီယံပေါင်းများစွာကိုရရှိစေပြီးလိမ်လည်ခံရတဲ့ပြည်သူတွေကတော့သူတို့ရဲ့ခက်ခက်ခဲခဲရရှိထားငွေတွေဆုံးရှုံးခဲ့ရတယ်လို့ဒုတိယဗန်နာယီဝန်ကြီး Mitchell Forkanter ကပြောဆိုသည်ဒီရာဇဝတ်မှုတွေနဲ့အကျိုးမြတ်ရရှိနေသူတွေကိုအရေးယူရင်းနဲ့ဒီလုပ်ငန်းတွေကိုတိုက်ဖြတ်ရတဲ့ American Banner ဝန်ကြီးဌာနကအတက်နိုင်ဆုံးစူးစမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းဆိုပါတယ်။ ဆလဘီအရက်ဘက်မှာတောင်အထန်းဆောင်ရမ်းသွားသည့်ရခိုင်လူငယ်ခုနှစ်ဦးကိုအေအေကစစ်ထဲသို့ပို့ဆောင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ အရခတမရော AAU ဆောင်သောအရခပြည်သူအစိုးရလက်အောက်အရက်ဘတ်အုပ်ချုပ်ရေးဌာနဆိုင်ရာများတွင်တောင်ထန်းဆောင်ရံသွားသည့်မြောက်ဦးမြို့နယ်ကလူငယ်ခုနှစ်ဦးကို AA စစ်တင်တဲ့လို့ပို့ဆောင်ခံလိုက်ရသည်။အရက်ဘတ်အုပ်ချုပ်ရေးဌာနဆိုင်ရာများအတွက်အရခပြည်သူအစိုးရအဖွဲ့မှရခိုင်လူငယ်များကိုခေါ်ယူပြီး ASPPA ဟုခေါ်သည့် American School of Public Policy Administration တင်တဲ့ကြောင်းဖွင့်လက်ကအုပ်ချုပ်ရေးတင်တဲ့များပေးရလျက်ရှိသည်။ထို့အုပ်ချုပ်ရေးတင်တဲ့ကြောင်းတွင်ရခိုင်ပြည်အနှံ့ကတက္ကသိုလ်ဝန်ထမ်းတက်ရောက်ကြပြီးလူငယ်များနှင့်တက္ကသိုလ်ကျောင်းသား အများစုတက်ရောက်တင်ကြားနေသော AA ကဖွင့်လှစ်ထားသည့်ပြည်သူ့အုပ်ချုပ်ရေးတင်နန်းကြောင်းလည်းဖြစ်သည်။ရခိုင်ပြည်တော်လှန်ရေးနှင့်အနာဂတ်တိုင်းပြည်တည်ဆောက်ရေးတွင်အရေးပတ်အုပ်ချုပ်ရေး၌ပူးပေါင်းပါဝင်လိုသော ASPPA ကြောင်းတက်ရောက်နေသည့်မြောက်ဦးမြို့နယ်တောင်ဘက်ပိုင်းရှိဂျေးရွာများမှလူငယ်ခွနအုပ်မှစစ်တင်နန်းသို့ပို့ဆောင်ခံရကြောင်းဖြစ်စဉ်သေသူတို့ကပြောသည်။ မြောက်ဦးတောင်ပိုင်းရက်ကရွာနေရကလူငယ်ခုနှစ်ဦးပေါ်လုံချုံရဲအရွာနံမဲရီမပြောတော့ဘူးရှခိုင်ပြည်တော်လန်ရင်မှာပိုးပေါင်းပါဝင်မှု ASPBA ကြောင်းတက်ဖို့စာမွေးပွဲဖြေဖို့တော်တာပါပိုးမွေလင်းလင်းပြောရရင်ဒီလူငယ်တွေကစစ်တိုက်ဖို့တော်တာမဟုတ်ဘူးအရက်ဘက်အုပ်ချုပ်ရေးတွေမှာပဲပိုးပေါင်းပါဝင်ကျင်တာဒါပေမဲ့ AA ကစစ်တပ်နဲ့တက်ဖို့ခေါ်သွားတယ်ဒါကလူငယ်တွေရဲ့ရှီမန်းချက်နဲ့တော်လန်ရင်စိတ်တက်ကိုမျက်ကွယ်ပြရရောက်ပါတယ်အခုဒီလူငယ်တွေကမြောက်ဦးမြို့နယ်မှာပဲစစ်တပ်ထဲမှာတောင်းထန်းဆောင်နေရဆဲဖြစ်ပါတယ်ဟုပြောသည် Arakan School က Public Policy and Administration ASPBA တင်တဲ့ကြောင်းဆောင်ပွဲဖြေပြီးချိန်အမျိုးသမီးများမှလွဲပြီးအစိုးရအမျိုးသားခုနှစ်ဦးအပါအဝင်လူငယ်အများစုကို နေအိမ်သို့ပြန်လွှတ်ရမည်ဖြစ်တော်လဲအေအေကစစ်တင်တဲ့တရားရန်ခေါ်ယူသွားခြင်းဖြစ်သည် လူငယ်ခုနှစ်ဦးမှလေးဦးကဧပြီလမှာစစ်တပ်နဲ့ဆင်လို့အခုတာဝန်တွေထမ်းဆောင်နေပါတယ်။ကျန်သုံးဦးကတော့စစ်တပ်နဲ့တန်နေတုံးဖြစ်ပါတယ်။ကလေးတွေကစစ်ဘက်မှာတာဝန်ထမ်းဆောင်လို့တော့မဟုတ်တော့အိမ်ကိုပြန်ချင်ကြပေမဲ့ဘာမှမတန်နိုင်ကြဘူး။ကာယကံရှင်ဆန္ဒသဘောထားမပါဘူး၎င်းကဆိုသည်။အဆိုပါလူငယ်ခုနှစ်ဦးတည်းကတအုပ်မှသူ၏လက်ရှိကြုံတွေ့နေရသောအခြေအနေနဲ့အိမ်ပြန်မလာနိုင်သည့်အခြေအနေများကိုရှင်းပြပေးထားသည့်မိသားစုဝင်များကိုပေးထားသော ကိုရန်ရေးလည်ရေးစာမှုကို Western News ကလက်ခံရရှိထားတယ်။စစ်သည်နန်တို့ပို့ဆောင်ခြင်းခံရသည့်အဆိုပါလူငယ်9ဦး၏အမည်အသက်နေရစာတီနှင့်လက်ရှိတောင်းထမ်းဆောင်နေသည့်နေရာများကို Western News သိရှိထားပြီး၎င်းတို့လုံခြုံရေးအခြေအနေကြောင့်ဖော်ပြနိုင်ခြင်းမရှိပေ။အဆိုပါလူငယ်များစစ်သည်နန်ကြောင့်တို့ခေါ်ဆောင်ခြင်းခံရခြင်းနှင့်ပတ်သက်၍အရကတမရော A ပြောရေးဆိုခွင့်ရှိသူဦးခိုင်သူကော Western News ကဆက်သွယ်နေစေဖြစ်သည်။ထောင်နှင်းချီသောရခိုင်လူငယ်များသည့်အရကပြည်သူအစိုးရအဖွဲ့မှရခိုင်ပြည်အတွက်ပုံဖော်နေသော အနာဂတ်တိုင်းမြင်တွေပူးပေါင်းပါဝင်နိုင်ရန်စစ်ဘက်ရေးရာမဟုတ်သောအရက်ဘက်အုပ်ချုပ်ရေးကိုဆက်ဝင်စား၍ပြည်သူအုပ်ချုပ်ရေးတည်နှံချောင်းကိုတက်ရောက်နေကြသည် ASPA ကြောင့် ASPBA ကအရကပြည်သူအစိုးရ၏အုတ်ချုပ်ရေးရန်ညားမှာအနာဂတ်ခေါင်းဆောင်တွေအဖြစ်မွေးထုတ်တဲ့အရက်ဘတ်အုတ်ချုပ်ရေးဆိုင်ရာမှာအရာရှိတဲ့နေအောင်ဖြစ်ပါတယ်။ဒီကြောင့်မှအတန်းပညာရှိတဲ့တက္ကသိုလ်ဝင်တဲ့အစဉ်တက္ကသိုလ်တက်ရောက်နေကြတဲ့လူငယ်တွေနဲ့တက္ကသိုလ်ပြီးထားတဲ့သူတွေအဓိကကျိုင်းကြတာပါ။လွတ်လပ်တဲ့ရခိုင်ပြည်တည်ဆောက်တဲ့အခါမှာစစ်ဘက်မှမပါဝင်နိုင်ကြပေမဲ့အရက်ဘတ်အုတ်ချုပ်ရေးတွေမှာပိုးပေါင်းပါဝင်လို့တဲ့လူငယ်တွေဟာအရက်ကပြည်သူအစိုးရအဖွဲ့နဲ့ပိုးပေါင်းကြတာဖြစ်ပါတယ်ဟု ASPBA နဲ့နှိစက်တဲ့လူငယ် တိုင်ဝိုင်ကပြောသည်အရက်ဘတ်အုတ်ချုပ်ရေးတင်တဲ့အကြောင်းကိုစစ်ဘက်နဲ့မဆိုင်သောကြောင်းတစ်ကြောင်းဖြစ်စေလို့ကြောင်းကြောင်းနဲ့နှိစက်သည့်ရခိုင်လူငယ်တို့ကတောင်းဆိုထားသည် အရဘအုတ်ချုပ်ရေးအတွက်အရာရှိတွေမွေးထုတ်တဲ့ကြောင်းကိုစပတ်နဲ့မျောစေခြင်းမူရခိုင်လူငယ်တွေရဲ့ဖြစ်စေခြင်းနဲ့ဆန္ဒတွေကိုလည်းလေးစားလိုက်နာဖို့လိုအပ်ပါတယ်။မင်းတို့ကငါတို့ထားတဲ့နေရာမှာနေဆိုတာမျိုးမဖြစ်စေခြင်းမူအုတ်ချုပ်ရေးဌာနဆိုင်ရာဝန်ထမ်းတွေအတွက်ရရထားတဲ့ကြောင်းသားတွေကိုစပတ်ပြောင်းပြီးစစ်တိုက်ဖို့ခိုင်းတာကဘလို့မှမဖြစ်သင့်ဘူးလေနော်။အဲဒီလိုမျိုးသားရောထွေးနေရင်အဖွဲ့အစည်းတစ်ခုရဲ့စီစနစ်ကဘလို့လုံးကြမှာလဲ။အုတ်ချုပ်ရေးဆိုရင်အုတ်ချုပ်ရေးစစ်ဘက်ဆိုင်ရာဆိုရင်စစ်ဘက်ပေါ်ခေါ်တော့ကအရဘအုတ်ချုပ်ရေးတကယ်တက်ရတာကစစ်တပ်နဲ့ဆို တော့လူငယ်တွေကဒီအဖွဲ့အစည်းကိုဘယ်လိုယုံကြည်တော့မှလဲဒါကိုအေရောအရကပြည်သူအစိုးရအဖွဲ့ရောတာဝန်ရှိတဲ့သူကသိချဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်ဒါမှလည်းလူငယ်တွေကယုံကြည်ပြီးတော့အနာဂတ်ရခိုင်ပြည်တည်ဆောက်တဲ့အခါမှာမိမိဆန္ဒလျောက်အများကြီးပါဝင်လာကြမှာပေါ့ဟုပြောသည်ဧရလအတွင်းကလည်းအေအေဦးဆောင်သောအရကပြည်သူအစိုးရအဖွဲ့ကျန်းမာရေးဌာနကပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုပေးရနိုင်ရန်ရခိုင်လူငယ်များကိုကျန်းမာရေးဆိုင်ရာတင်နန်းအတွက်ဖိတ်ခေါ်နေသည်ထို့သောရခိုင်လူငယ်အချို့မှာသွားတော့ကပြည်သူ့ကျန်းမာရေးဝန်ဆောင် ဆောင်မှုတဲ့နဲ့အမှန်တကယ်ရောက်ရှိသွားသည်မှာစစ်တင်တဲ့မျိုးဖြစ်သွားမည်ကိုဆိုရင်းနေကြခြင်းဖြစ်သည် ULA အအနေဖြင့်ပြည်သူဝန်ဆောင်မှုလုပ်ငန်းများကိုအခြေပြု၍ရခိုင်လုပ်ငန်းများကိုခေါ်ယူတာစစ်တပ်ထဲဆွဲသွင်းခြင်းမျိုးမလုပ်တဲ့အကြောင်းနဲ့စစ်ဘက်နဲ့အရဘက်တဲ့နဲ့လုပ်ငန်းတာဝန်များကိုကွဲကွဲပြားပြားခေါ်ခွဲကြကြသတ်မှတ်ထားရင်လွယ်ကြောင်းရခိုင်လုပ်ငန်းများကတောင်းဆိုနေကြသည်